ီဒီယိုအန်ယူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ရီဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်သတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်ပြည်တွင်သတင်းကတော့မြန်မာအရေးထိရောက်စွာကိုကြီးဆောင်ရွက်ပေးဖို့ American သမ္မတဒေါ်နယ်ထရန့်ခီးစင်မှာဂျပန်ရောက်မြန်မာများကမြစ်တာရက်ခံတောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ် American သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျပန်ခီးစင်မှာမြန်မာအရေးအားထိရောက်စွာကိုကြီးဆောင်ရွက်ပေးဖို့ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများမှမေတ္တာရက်ခံတောင်းဆိုခဲ့ကြတယ်လို့ NUG Support Team ဂျပန်ကထုတ်ပြန်ထားပါတယ်။အဲဒီလှုပ်ရှားမှုကိုတိုကျိုမြို့ရှိဂျပန်နိုင်ငံဆိုင်ရာ American တန်ယုံနီမှစုယုံပြုလုပ်ခဲ့ကြပြီးဂျပန်ရောက်မြန်မာနိုင်ငံသားများတက်ကြွလှုပ်ရှားသူများမြန်မာဒီမိုကရေစီရေးစိတ်ဝင်စားတဲ့ဂျပန်လူမျိုးများပူးပေါင်းပါဝင်ခဲ့ကြပြီးသတင်းမီဒီယာများပြမှလည်းလာရောက်မှတ်တမ်းယူမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။မြန်မာဒီမိုကရေစီအင်အားစုများရဲ့လှုပ်ရှားမှုများအားကုညီပံ့ပိုးပေးရန်မင်းအောင်လှိုင်ဦးဆောင်တဲ့ဂျမ်ဘတ်စစ်ကော်မရှင်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများ ဒေတာရင်းတည်ငြိမ်မှုကိုပြတ်ပြားစေနိုင်တဲ့ရာဇဝတ်မှုများမူရည်စေဝါအွန်လိုင်းမှာငွေကြေးလိမ်လည်မှုများနဲ့စစ်ရာဇဝတ်မှုများအားထိရောက်စွာအရေးယူနိုင်ရန်မြန်မာစစ်အုပ်စုကိုကြောရောင်းနောက်ခံပြုကပံမိုးကူညီနေတဲ့တရုတ်ဆိုရရဲ့ဒေတာရင်းဩဇာကြီးထွားလာမှုအားမျက်ကွယ်မပြုရန်မြန်မာပြည်သူများရဲ့ဆန္ဒနဲ့အတန်ကိုနားထောင်ကမြမအရေးအတွက်ထိရောက်စွာကူညီဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ဒါပြင်ဂျပန်ရောက်မြမဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကအမေရိကန်ဆိုရထံအိတ်ဖွင့်ပေးစာတစ်စောင်အားပေးပို့ခဲ့ကြပြီး တမရထရန်အာဆီယံအစည်းအဝေးမတက်ရောက်မီကပင်ကောင်းမွန်စွာရရှိပြီးဖြစ်တဲ့အတွက်ကြောင့်ပြန်လည်အကြောင်းကြားမှုကိုလည်းလက်ခံရရှိထားတယ်လို့ဆိုပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ကအတင်းအကျပ်ပြုလုပ်ဖို့ကြိုးပမ်းနေတဲ့တရားမဝင်ရွေးကောက်ပွဲကိုလည်းပြင်းပြင်းထန်ထန်ဆန့်ကျင်သွားမှာဖြစ်ပြီးလူထုလှုပ်ရှားမှုများအဆက်မပြတ်ပြုလုပ်သွားမှာဖြစ်တာကြောင့်ဂျပန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့ကြားရနေရမှပါဝင်အားဖြည့်ပေးကြဖို့အသိပေးထားပါတယ်ခင်ဗျာ။ဆက်လက်ပြီး စကိုင်းတိုင်းဒေသကြီးတွင်းကမြို့နယ်၃ခုမှာလူခွင့်ရေးကလေးတငယ်ခွင့်ရေးနဲ့မိုင်းအန်ရဲကာကွယ်ရေးဆိုင်ရာတပ်ပညာပေးတင်းနယ်များပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒေသကြီးမြင်းမူဝန်းတုံနယ်ထီးချိုင်မြို့နယ်တွေမှာအော်တိုဘားလာတွင်းလူခွင့်ရေးနဲ့ကလေးခွင့်ရေးမိုင်းအန်ရဲကာကွယ်ရေးဆိုင်ရာတပ်ပညာပေးတင်းနယ်တွေကျင်းပပြုလုပ်ခဲ့ကြောင်းလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှတင်းထုတ်ပြန်ပါတယ်။မြင်းမူမြို့နယ်မှာပြုလုပ်တဲ့တင်းနယ်ကိုရွာပေါင်း၅၅ရွာကဒေသခံပြည်သူတွေတက်ရောက်ခဲ့ကြပြီးဝန်းတုံမြို့နယ်မှာပြုလုပ်တဲ့တင်းနယ်ကိုကျောင်းသားကျောင်းသူဆရာဆရာမတွေနဲ့မိဘများတက်ရောက်ခဲ့ကြတာ မိုင်းရည်နဲ့ကာကွယ်ရေးအသိပညာပေးမှုတွေနဲ့အတူစာရေးကိရိယာနဲ့အာဟာရထောက်ပံ့မှုများလည်းပေးအပ်ခဲ့တယ်လို့သိရပါဗျ။အလားတူထီးချိုင်းတဲ့ဝင်းသူမြို့နယ်များမှာလည်းလူအခွင့်ရေးအသိပညာပေးမှုနဲ့အတူတိုင်ချမ်းဘူးရန်နယားတွေအပြင်ကလေးသင်ငယ်ခွင့်ရင်းနဲ့မိုင်းအန်ရည်ကာကွယ်ရေးအကြောင်းတွေရှင်းပြဆွေးနွေးခဲ့ကြတယ်လို့ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေအပါအဝင်ပအဖအဖွဲ့ဝင်တွေပါတက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။တနန်းတက်ရောက်သူတွေအနေနဲ့မိမိတို့မသိရှိသေးတဲ့အခွင့်အရေးအကြောင်းတွေကို တိလာတာဝမ်းမြောက်ကြောင်းပြောကြခဲ့ကြပြီးမိဘတချို့ကလည်းသင်ငန်းစာတွေကိုနောင်မှသားသမီးတွေထိန်းချောင်းရမှာအသုံးချသွားမယ်လို့ပြောကြခဲ့တယ်လို့သိရပါဗျ။အဲ့ဒီသင်တန်းများနဲ့ထောက်ပံ့ကူညီမှုတွေကိုအမျိုးသားညီညွတ်ရေးဆိုရလူခွင့်ရဆိုင်ရာဝန်ကြီးဌာနရဲ့လူခွင့်ရဆိုင်ရာတာဝန်ခံတွေကဥဆောင်ပြီးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။အခုတကလေမူလာမျိုးနယ်မှာကင်းရဲ့မျိုးသားရဲတပ်ဖွဲ့အခြေခံချက်တို့သနဲ့ပတ်စင်တပြုလုပ်ပြီးစီးတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။ကင်းရဲ့မျိုးသားစီယုံ KNU မြိတ်တဝဲခရိုင်လေမူလာမျိုးနယ် တပ်ဖိုချေးရွာအုပ်စုတွေမှာကရင်မျိုးသားရဲတပ်ဖွဲ့အခြေခံရဲတပ်သင်တဲ့အပတ်စဉ်တစ်ကိုကျင်းပပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ29ရက်နေ့မှာအော်တိုဘာလ25ရက်နေ့တိပြုလုပ်ခဲ့တဲ့အဲ့ဒီရဲတပ်သင်တန်းကိုသင်တန်းသားကရင်မျိုးသားရဲတပ်ဖွဲ့ဝင်28ဦးတက်ရောက်ခဲ့ကြပြီးတပ်ဖိုချေးရွာအုပ်စုအမှတ်၁နယ်မြေရဲတပ်ဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။လေမူလာမြို့နယ်ကရင်မျိုးသားရဲတပ်ဖွဲ့ KNPF ခေါင်းဆောင်များကဦးဆောင်ပြီးဒေသတွင်းတရားဥပဒေစိုးမိုးရေးရဲရွာအေဂျင်တာရင်းနဲ့မြို့ရေးစေဘာပောက်ပြောင်ရေးတို့အတွက်ရည်ရွယ်ပြီးပြုလုပ်ခဲ့တာလို့သိရပါတယ်။သင်တန်းမှာ ၁ကော်တူလီရာဇဝဲဥပဒေ၂ကော်တူလီရာဇဝဲကျင့်ထုံးဥပဒေ၃ကော်တူလီတရမလုံထုံးလုံနီဥပဒေ၄ကော်တူလီမူရစီပါတိုက်ဖြတ်ရေးအထူးအဥပဒေ၅ကော်တူလီပြူစားခြင်းဆိုင်ရာအထူးအဥပဒေ၆ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုဆိုင်ရာတင်နှံများကိုတင်ကြားပို့ချပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ကျောင်းဟိုတယ်ကျေးရွာမှာအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုနဲ့ဆောင်းရာသီတည်နှံရေးသိမ်းရေးအတွက်လုံသားအင်အားဖြည့်ဆည်းကူညီမှုများ MDA ပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဈေးကူတရန်ဝေးကွာခက်ခဲခြင်းနဲ့ငွေကြေးခက်ခဲရှိခြင်းစတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ပြေရှင်းပေးနိုင်ဖို့အတွက်ပြည်တော်စုမြန်မာနိုင်ငံထူးတည်ဒေတာတက်မွန်ဂိုခရိုင်နိုင်ငံဦးစီးဌာနနဲ့အထူးဒေတာကျန်းမာရေးဌာနတို့ကလက်တွဲပူးပေါင်းက2025ခုနှစ်အောက်တိုဘာလ23ရက်နေ့မှာမွန်ဂိုခရိုင်မွန်ဂိုမြို့နယ်တွင်းရှိကျောင်းဟော်တယ်ကြီးရွာမှာအခမဲ့ဈေးကူတမှုစီစဉ်ကိုကျင်းပပြုလုပ်ပေးခဲ့တယ်လို့ MDA ကတင်ထုတ်ပြန်ပါတယ်။ကျန်းမာရေးဝန်ထမ်းများကဈေးကူတမှုခံယူရန်ရောက်ရှိလာကြသူများအား သွေးပုံချိန်နဲ့သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း၊ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးခြင်းများကိုပြုလုပ်ပေးခဲ့ပြီးကျန်းမာရေးဆိုင်ရာမေးခွန်းများကိုလည်းစိတ်ရှည်လက်ရှည်ရှင်းလင်းဖြေကြားပေးခဲ့တဲ့ပြင်နာရာရှည်ယောဂါများကာကွယ်ခြင်းနဲ့ကုသခြင်းအတွက်ကျွမ်းကျင်မှုဆိုင်ရာလက်ညှိုးမှုများကိုလည်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဖွဲ့ဝင်များကကျန်းမာရေးဘူးသူတာများပြန်ပွားရေးကိုလည်းတက်ကြွစွာဆောင်ရွက်ခဲ့ပြီးသိပ်ပံနီးကျကျမ်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံများမျှတတဲ့အစားအသောက်စီမံခန့်ခွဲမှုတွေကိုအားပေးတိုက်တွန်းက ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုအရေးကြီးသည်ဆိုတဲ့ကျမ်းမာရေးအမြင်ကိုလူမှုအတွင်းအမြင့်တွယ်အောင်ကူညီပေးခဲ့တယ်လို့ဖော်ပြထားပါဗျ။အဲ့ဒီအခါမှာစေကူတမှုမှာကျောင်းဟောတန်းကျေးရွာမှကျေးရွာသူကျေးရွာသားစုစုပေါင်း163ကိုဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့အသိပေးထားပါဗျ။အလားတူဆောင်းရသည့်ရေသိမ်းရေးအတွက်အချို့သောတောင်သူများရင်ဆိုင်နေရတဲ့လူသားအင်အားမလုံလောက်မှုနဲ့အချိန်မီရေသိမ်းဖို့ဖိအားများပြားနေတဲ့ပြဿနာများကိုဖြေရှင်းပေးနိုင်မှုအတွက် အထူးဒေသတစ်မွန်ဂိုခရိုင်အုပ်ချုပ်ရေးကော်မတီမှဝန်ထမ်း20ကျော်နဲ့ဆောင်းရာသီသီးနှံရေးသိမ်းရေးထောက်ကူပြုလုပ်ငန်းတွေကိုအကောင့်ထယ်ဖို့ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာကုဆလပီ Asia Sisterhood Network မှာပူးပေါင်းပြီး GBV အသိပညာပေးမှုပြုလုပ်ခဲ့တဲ့တဲ့ငကိုလည်းတင်ဆက်ပေးပါမယ်။ပြည်သူ့ဗန်နိုင်နဲ့ Asia Sisterhood Network ပူးပေါင်းပြီးအိမ်တွင်းကျန်းဖတ်မှုအသိပညာပေးအစီအစဉ် Gender Based Violence Awareness Program ကိုအော်တိုဘားလ23ရက်နေ့ကမဲဆောက်မြို့မှာပြုလုပ်ခဲ့တယ်လို့ပြည်သူ့ဗန်နိုင်မှအသိပေးထုတ်ပြန်ပါတယ်။အသိပညာပေးမှုများမှာ Gender အခြေပြုအကျန်းဖတ်မှုများ၊ကြားမရေးရာစံနှုန်းကိုအခြေခံပြီးထိခိုက်နေတာစီရန်ကျူးလွန်မှုများစတဲ့အကြောင်းအရာများမျှဝေဆွေးနွေးပေးခြင်း တက်ရောက်လာကြသူများကအပြန်အလှန်ဆွေးနွေးပလဲခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အသိပညာပေးလှူရှားမှုမှာ CDM စစ်သားရဲမိသားစုဝင်များအရက်ဘတ် CDM ဝန်ထမ်းများနဲ့တက်ကြွလှူရှားသူများစုစုပေါင်း25ဦးပောင်ဝဲတက်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်ပြည်တွင်းသတင်းကတော့မန္တလေးမှာမြို့သမီး2ဦးတူနဲ့ထူးသက်ခံရပြီးအသက်84နှစ်အရွယ်မြို့သမီးကြီးသေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မြို့သစ်2ရပ်ကွက်80ပီလန်း108အေနဲ့108လမ်းကြားရှိနေတဲ့အိမ်မှာအော်တိုဘလ26ရက်နေ့မနက်ပိုင်းကမြို့သမီး2ဦးဟာတူနဲ့ထူးသက်ခံရပြီးအသက်84နှစ်အရွယ်မြို့သမီးကြီးသေဆုံးခဲ့ကြောင်းဒေသသတင်းတွေကသိရပါတယ်။အော်တိုဘလ25ရက်ညပိုင်းမှာဖြစ်ပွားခဲ့တယ်လို့သိရပြီး26ရက်နေ့မနက်9:00နာရီကမှအင်ကိုရောက်ရှိလာသူတူကစတင်သိရှိခဲ့တာဖြစ်ပြီ သေဆုံးသွားသူကတော့အသက်84နှစ်အရွယ်အိမ်ရှင်အဖွားဒဟန်ရသူကအိမ်ကူဖြစ်တယ်လို့သိရပါဗယ်။သေဆုံးသူအဖွားဟာမြင်းကြီးတဲ့အေကန်းရှိထန်ကမောမှာထိုင်နေရင်ဥကောင်းထုရိုက်ခံထားရကဥကောင်းပေါက်ပြဲဒဟန်များနဲ့သေဆုံးနေတာဖြစ်ပြီးဒဟန်ရသူကတော့အေကန်းတွင်းရှိကရင်ပေါ်မှာဥကောင်းထိတ်ပေါက်ပြဲဒဟန်တစ်ချက်ဝဲနဖူးစုပ်ပြဲဒဟန်တစ်ချက်နဲ့ဝဲကြိုးဆောင်နောက်ပေါက်ပြဲဒဟန်တစ်ချက်ရရှိထားတယ်လို့သိရှိရပါဗယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် Castle နဲ့ပရဲဘူတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။